ကံကောင်းခြင်းလင်စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်ရမယ်စိတ်ဓာတ်ပြင်ရမယ်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍမှာကောင်းတဲ့ကံဆိုတာဟာကောင်းရွှေချမ်းသာပြီးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာ ကောင်းတဲ့အပြစ်ကင်းပြီးကောင်းရိုးချမ်းသာတွေကိုပေးတာကိုကုသကံလို့ခေါ်ပြီးတော့အကုသကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသကံလို့ခေါ်တယ်။အဲ့တော့ကံကောင်းဆိုတာကုသကံကိုပြောပြီးကံဆိုးဆိုတာအကုသကံကိုပြောတယ်။နော်။လောကလူတွေကကံဆိုးကံကောင်းကိုကုသအကုသကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆို။ ชีวาဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးเนาะတယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေပြောကြ good luck เนาะဗမာပြည်ကလူတွေသာဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲ ကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်ဥစ္စာတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတင်ကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတွေကအဲ့ဒါဟာသိုးချိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်းဖြစ်တယ် အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လူတွေဆိုတာမမေ့ဘူးပေါ့နော်မမေ့ဘူးအဲ့တော့မြတ်စွာဘုရားဟောတာတမပတိဆိုတဲ့တုတ်တံမှာဟောထားပုံလေးကိုကြည့်ကံကောင်းတယ်ဆိုတာကုသနာမှာကုသတရားတွေဖြစ်မှာကံကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လို့ဆိုရင်အနဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာကုသတရားတဲ့အဲ့ဒီကုသတရား ကိုယ်တဏ္ဏမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထားစိတ်ထားကြတော့ပြင်မွေးရဲ့မေ့ကြတတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆုံးမနဲ့အညီမနေနိုင်မဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမှန်တမ်းမများအဲ့တော့ စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်ပါမြတ်စွာဘုရားရဲ့အဆုံးအမအပေါ်တို့တို့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှု네ပါတာကိုအတ္တထသရတရားကိမဲ့ခြင်းလို့ဆိုဆိုရလို့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်းတော်တန်ရှင်းလောက်ချင်မှလုံးမလို့ ိတ်ဝင်စားပန်းလဲဖို့လည်းစိတ်ဝင်စားဥပုံနေဥပုံဆောင်ဖို့လည်းစိတ်ဝင်စားမနဲ့ထားတန်ဃာတွေဆုံးလောက်ဖို့ဆိုစိတ်ဝင်စားအဲ့ဒီလိုတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအဲ့ဒါအတ္တတလို့ခေါ်တယ်အဲ့ဒီအတ္တတဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်ဝင်စားဖို့ဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့ စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုတဲ့တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါဘယ်ဆရာတော်တရားဟောဟောရသော်ပြတရားတွေကပဲဟောကြမှာပဲဖြစ်တယ်။တွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာတိုးအောင်နာမယ် ရေရမောရလို့ဆိုတဲ့အတွေ့အကြုံမတွေ့ပါနဲ့။ဘယ်တရားဘောရရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေ။တရားနာတယ်ဆိုတာဘာအတွက်နာအသိဉာဏ်ရဖို့နာ။အနုဟုဆို၎င်းအညောင်းခံပြီးဘာလို့လာငုတ်တုတ်ထိုင်မလို့အသိဉာဏ်ရမှတန်ဖို့ရှိတော့ဘော။ဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့တရားတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာ ကိုယ်စိတ်တည်းယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အာဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမဆက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အာဟိရိကာဆိုတဲ့စိတ်သဘောဓာတ်ကိုပြင်လိုက်ပါမဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ် မကောင်းမှုအကုသိုလ်ဆိုတာလူသိသိမသိသိဒီအလုဟာအလိုလူမလုဘူးဆိုပြီးတော့ရွမုံနေဆိုတဲ့ဟိရီစိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုးမထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမောထလုံးရတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ဒုက္ခတွေကို ခယူးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပ ပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မီးလေးထွန်းထိုင်လှတဲ့ထင်ပြီးတော့မီးမီးတောက်ထဲကိုခုံဆင်းနေတယ်ခုံဆင်းလိုက်တာနဲ့တပြိုင်နဲ့ရှဲကနေဆိုမီးလောင်တာခံအဲ့ဒီသဘောပဲအနုတ္တပရဲ့သဘော မကြောက်ဘူးမကြောက်သေးတဲ့အကြောင်းသက်ဆုံးသွားတယ်။အေးမကောင်းမှုလုပ်ရမှမကြောက်ဘူး။ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး။ I don't care ဆိုတဲ့လူတွေပေါ့နော်။ဘာလို့မဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပတ်ဝန်းကျင်ကို လေးစားမယ်။အမေဖေးဆရာသမားတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်။ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါတဲ့ပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့ဆိုလူတွေမှာ စိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင် အချိန်စွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်စွဲတယ်ဆိုတော့ဘယ်လိုစွဲလဲဆိုစောပါသေးတယ် စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်ဟုတ်ယာတိဂုရုကအေးလို့ရှိရင်လည်းယာတိဂုရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လည်းပူလွန်နေနောက်ချသွားလို့ရှိရင်လည်းနောက်ချသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာ အပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ဘယ်လုပ်ပဲလုပ်လို့ကိုကစောစီးစီးရအောင်လုပ်ပြီးတော့ကိုလုပ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရအောင်အဲ့လိုလုံလုံတဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတရားအလူပွဲတစ်ပွဲလူတရားရောက်လာရောက်လာတဲ့အခါမှာဝေယဝိဆတ်လှုပ်ရှားရတွေတွေ့တော့အာကျွန်တော်အလှူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းတော့ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကဆာနေသေးတယ်ဆိုအဟုတ်ထင်ပြီးသူထမင်းကြွေးကြထမင်းဆာပြီးတဲ့ကအာလှုပ်ဆရာရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်နေကြဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းဆာတော့ကလည်းဆာလို့လို့အကြောင်းပြထမင်းဆာပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်း အပြင်းထူခြင်းပဲဖြစ်တယ်။လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တိုးတက်မှုမရနိုင်ဘူးတဲ့။ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆုံးစိတ်နေသဘောထားလေးကိုပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအထုံမဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်။ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လို့ အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေနော်ကံကောင်းလာလိမ့်မယ်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားညာစဉ်းစားညာမရှိဘူးဆိုရင်ကံမကောင်းနိုင်ဘူးလောတိဏနဲ့မလောတိဏမစဉ်းစားတတ်ဘူး